နေ့စဉ်စီဘူးကုန်စရာမလိုတော့ဘဲမိုင်60ကနေ85မိုင်ကြာမောင်းနေလို့ရမယ် EV ဆိုင်ကယ်တက်တွေဈေးကွက်တက်စတင်ရောက်ရှိလာပါတယ်အဲ့ဒါကတော့တရုတ်နိုင်ငံမှာနာမည်ကြီးတဲ့တရုတ်ပြည်မကြီးတုံးဘာဒီ Expandy Boundary EV ဆိုင်ကယ်ပါဒါကြောင့်ဒီကနေ့မှာတော့မွန်တိုနစ်ခေဆိုင်ကယ်ချစ်သူမိတ်ဆွေတွေအတွက်အဲ့ဒီ EV ဆိုင်ကယ်အကြောင်းကို review လုပ်ပေးသွားကြပါမယ်အားလုံးမင်္ဂလာပါကျွန်တော်ကြောင်မှာ motorbike order တယောက်ဖြစ်ပါတယ် ီအပိုင်းဈေးကွက်ထဲကိုစတင်ရောက်ရှိလာတဲ့2015မော်တဲ့ Vari Expandi Boundary EV ဆိုင်ကမော်တာဝက်ထောင်ကမော်တာဝက်3မီတာသလိုပထရီကိုရည်တွေးကောင်းတဲ့ Grand Prix ပထရီနဲ့ထွက်လုပ်ပေးထားတဲ့ဗတိ6လုံး82ဘုတ်32 ampere နဲ့ထွက်လုပ်ပေးထားသလိုဗတိ0ကနေတရားရခိုင်နှုန်းအထိပထရီအပြည့်တွန်းထားရင်မိုင်60ကနေ85မိုင်ကြာမောင်းနေတော်လာလို့ရမယ်သူကြတာကကြီးလင်းပြတ်သားစွာမြင်နိုင်တဲ့ LED မြန်နှုန်းပြတိုင်ခွင့်နဲ့သူ့ဒီဇိုင်းကတော်တော်လန်းနေလို့ပြောရမယ် ောင်းနေတော်လာဖို့ယူယူကီနဲ့ NFC စမတ်ကက်အပြင် remove နဲ့ပါဖွံ့ဖောင်းလို့ရမယ်တော့မျိုးစရာ၃မျိုးပါဝင်လာတယ်လို့ပြောရမယ် NFC စမတ်ကက်ကဒိုင်းကွက်ကိုစကန်ဖက်လိုက်တာနဲ့အော်တိုဖွံ့ဖောင်းလို့ရမှာပါတပြူတူကြတာကမမျောလင့်ထားတယ်ဆိုင်ကမတော်တဆဖြစ်တာမျိုးရှိခဲ့ရင်တောင်းကာဘာပွန့်ပဲ့တာမျိုးမဖြစ်အောင်ကာဘာဘီးနှစ်ဖက်လုံးမှာတန်လုံးနေနဲ့တက်စင်ကာကွယ်ပေးထားတယ်ပြီးတော့ဘီးကာဘာနှစ်ဖက်လုံးမှာဘာဒီဆိုတဲ့စလုံးအကြီးကြီးကိုစတိတ်ကအကြီးကြီးနဲ့ကပေးထားတာလည်းမြင်းနဲ့ဒူတိုင်းတမင်လေးပြန်ငေးရလောက်အောင်ဆွဲဆောင်နေတယ် တပြည့်တူကြတာက ရှီမီကြီးနဲ့ဘေးချပြမီးရဲ့ဒီဇိုင်းမှာ လူတွေရဲ့တောက်ပတဲ့မျိုးလုံးပုံစံပုံမော်ထားတဲ့ဆိုင်ကယ်ရှီမီကြီးရောဘေးချပြမီးတွေကိုရော LED မီးတွေနဲ့တက်ဆင်ပေးထားတဲ့အပြင်မျိုးလုံးပုံရှီမီကြီးရဲ့ဘေးမှာဘေးချပြမီးတန်းကိုဒေါင်လိုက်ထပ်သွင်းပေးထားတဲ့ဒီဇိုင်းကခေတ်ဆန်တယ်လို့ပြောရမယ်လူငယ်တွေရော လူကြီးတွေရောပိုဆွဲဆောင်ပြီးပိုကြိုက်ကြမှာသိကြပါဗျ တပည့်သူကြတာကနောက်မီးရဲ့ခလေမှာအလီရီမီးနဲ့ပုံထွန်းပေးထားတဲ့အန်ဆိုတဲ့ဇလုံးကြီးကနောက်ပိုင်းအုပ်လိုက်ချင်းနောက်ကကပ်ပါလာတဲ့ယင်တွေကိုထင်းထင်းရှားရှားမြင်ရစေမှာပါပြီးတော့နောက်မီးရဲ့ဘေးအောင်နားမှာရောင်ပြန်မီးဟွာဝါတီးတဲ့ထက်ထွန်းပေးထားတာကညအချင်းလမ်းစုံလမ်းကွက်ဖြတ်ကူးမောင်းနေချင်းဘီးပညာကရောက်ရှိလာမဲ့ယင်တွေကိုသတိပေးပြီးတာဖြစ်စေမှာပါထိုင်ကောင်းကဒူပေါက်ကဆိုင်ကအုတ်ထုတ်တလုံးအပြင်တိုလီမိုလီပစ္စည်းအများပြားပါထပ်တလို့ရအောင်ဒီကျင်းဝင်တာကအင်ရှင်မတွေအကြိုက်ဖြစ်စီမှာပါ နောက်25မော်ရင် Vari Expanding Boundary EV ဆိုင်ငယ်ရဲ့ရှေ့တာယာကိုအရင်တွေကောင်းတဲ့98စနစ်ဆိုင်ကျွပ်လက်တာနဲ့နောက်တာယာကို9080ဆိုင်ကျွပ်လက်တာတွေနဲ့တက်စင်ထုတ်လုပ်ပေးထားတယ်ပြီးတော့ shift brake နဲ့ nut brake ကို disc brake တုံးပေးထားတာတွေ့ရတယ်ရှိပေါ့ဆိုရင်အလူမီနီရဲ့စလင်ဒါဟိုက်ဒရိုလစ်ကိုတုံးပေးတာလို့နောက်ပေါက်ဆိုလည်းညင်ညောင်ကြံ့ကန်နဲ့ဆပ်ဖရင်ဖောက်ကိုတုံးပေးတာတောင်ကမော်တော်ဝက်ပတိနဲ့ကွန်ဒိုလာတို့ရဲ့စံဆောင်ရည်ကြောင့်15ဒီဂရီကုန်းဆောင်အနေထားဒီပါအပြုံမပြည့်အန်တုနိုင်ပါပါ ဈေးဝယ်သွားခြင်းလက်ဖက်ဆိုင်ထိုင်ခြင်းစတဲ့ဆိုင်ငယ်ခဏရန်နာခဲ့ခြင်းမျိုးမှာတကွင်းရန်နေကာကွယ်ဖို့အလန့်ချ business ပေါင်းဝန်လာသလိုတစုံတစ်ယောက်ကကူးယူလို့မရအောင်ဆိုင်ငယ်ကိုဆစ်ရှိသွားရင်မော်တာကိုလွှတ်ချပေးတဲ့ anti tip လုံခြုံရေးစနစ်လည်းပါရှိလာတယ်။ 4 MB charging အတွင်း data နဲ့30ကနေတရားရဂိုင်းတို့အထိအတွင်းမဲ့ဆိုရင် အတွင်းချိန်က9နာရီကနေ10နာရီကြာကြာမြင့်နိုင်ပါတယ်။ညီညုံဤစစ်နေတဲ့ဖော်ထားကောင်းစားရဲ့ဖိနိုင်ကုန်ရဲ့နောက်ကျောမီတန်းမှာရှိတာကကျောင်းကျူကျောင်းပို့လုံမဲ့မိပါရီနဲ့ကလီးငယ်တွေအနေနဲ့လုံဝကြိုက်မှာအေကန်ပါပဲ။နောက်25မော်ဒယ် Vari Expandy Boundary EV ဆိုင်ငယ်မှာအယောင်နေနဲ့ဆိုရင်အနစ်ဆိုရောင်းအဖြူရောင်းခဲရောင်းစတဲ့အယောင်၃မျိုးနဲ့ရွေးချယ်ရရှိနိုင်မှာဖြစ်ပြီးတော့ ဗဒီမော်တာကွန်ထရိုလာတို့ကိုတနည်းတိတိအမကန်ပေးထားတယ်အဲ့ဒီလိုအမကန်ကျန်းတဲ့95မော်တဲ့ Vari Expanding Boundary EV ဆိုင်ကယ်ကိုဘယ်မှာဝယ်ယူလို့ရမလဲဆိုရင်မန္တလေးမြို့38လမ်း82လမ်းနဲ့83လမ်းကြားကတနုတ် EV မော်တာဆိုင်ကယ်ရှိုးရူးမှာစတင်ဝယ်ယူအပ်ပေးလို့ရနေပါပြီ Vari EV ဆိုင်ကယ်ပိုပစ္စည်းနဲ့စားသက်ပိုင်းကိုလည်းတနုတ် EV မော်တာဆိုင်ကယ်ရှိုးရူးမှာဝန်ဆောင်ပေးတော့မှာမို့တနည်းအားဖြင့်မှာ Service Spare Parts ဆိုရင် 3S အဆင့်နဲ့ရရှိမှာပါ ဒါကြောင့်ဒီ region နေတဲ့မိတ်ဆွေနေနဲ့မိုင်60ကျော်ကနေ85မိုင်ကြားမောင်းနေလို့ရမယ် EV ဆိုင်ငယ်ကိုလိုက်ရှာနေတဲ့ဗဒီမော်တာကွန်ထရိုလာတို့ကိုတနည်းအမကန်ပါတဲ့တရုတ်ပြည်မှာကြီးတုံးအီတွေးကောင်းတဲ့ဗာဒီ EV ဆိုင်ငယ်ကိုစီစဉ်နေဆိုရင်မန္တလေးမြို့38လမ်း82လမ်းနဲ့83လမ်းကြားမှာဖွင့်လှစ်ထားတဲ့ဒနု EV မော်တာဆိုင်ငယ်ရှိုးရူးမှာစတင်ဝယ်ယူအပ်ပေးလို့ရနေပြီဆိုတဲ့အကြောင်းသတင်းကောင်းပါလိုက်ပါစေအားလုံးကျေးဇူးတင်ပါတယ်နောက်ပြီးဒီမှာလည်းမော်တိုနီခင်းဆိုင်ငယ်ချစ်တဲ့မိတ်ဆွေတွေအတွက်အခြားတော်နာမည်ကြီးဆိုင်ငယ်တွေကိုထပ်မံ review လုပ်ပေးသွားပါဦးမယ်